ရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ AMU Snack Channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်ပြတဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တို့စိတ်ပြည့်စရာညတညနဲ့ပဲစလိုက်ကြရအောင်ဗျာ Manchester United ပြိသတ်တွေဟာဝဟန်းနဲ့ညအပြီးမှာမပြောဘဲမနေနိုင်လောက်အောင်ကိုရင်ထဲမှာစူပွက်နေတာကျွန်တော်သိတယ်ကျွန်တော်တကယ်ကိုစိတ်ပြတ်သွားတယ်ရင်ထဲမှာခံမြင်းလို့လို့ဖွာလန့်ကျဲနေတယ်လို့ပဲ Manchester United လောက်ရတဲ့ခုကစိတ်ပြည့်စရာပဲဗျာနောက်ပြီးတော့ဒီအဖြစ်ပြက်တွေကိုတောင်းဝင်ခံရမဲ့ပုံကူတအူးကတယောက်ပဲရှိတယ်ဗျာသူကတော့အမူရင်းမင်း အမှုရင်းကိုကျွန်တော်နားမလည်ခဲ့ဘူးတကူတဲ့နဲ့ထိမှုဘလို့တွေးခဲ့တာလဲဗျာစဉ်းစားကြည့်ပါအိုဒရဖို့လို့ကွင်းမှာဇရာအောက်ကဝဟန်းကိုတကူပဲဥဆောင်နေတဲ့အချိန်မှာနောက်ထပ်ဂိုးသွင်းမှုမကြိုးစားပဲပြိုင်ဘက်ကိုကစားခွင့်ပေးပြီးဂိမ်းကိုထိန်းထားမယ်လို့ဘလို့လှုပ်ပြီးတွေးခဲ့တာလဲဗျာဒီလိုအချိန်တွေကပွဲကိုတည်တည်ချာချာတတ်ပြည့်ရမယ့်အချိန်ဂိမ်းကိုညစ်ပြီးတော့တော်တော်ခိုင်မာတဲ့အစွမ်းဆောင်ရင်ပြသဖို့လိုအပ်တဲ့အချိန်များဒါပေမဲ့အမှုရင်းကဘာလုပ်လိုက်တယ်လဲနားမလည်နိုင်တယ်လို့နောက်ကျောကစုပ်ပြက်နေတဲ့ပုံပဲဗျာ အဲ့ဒီဘွဲမှာ MRI ရဲ့စီမံခန့်ခွဲမှုကတုံညာပဲဗျာကျွန်တော်ထပ်ပြောမယ် MRI ရဲ့စီမံခန့်ခွဲမှုကအဲ့ဒီဘွဲမှာတုံညာပဲဗျာတကူတဲ့ဥဆောင်နေပြီဂိမ်းကိုထိန်းချုပ်ထားပြီးသားဖြစ်နေပြီဒါပေမဲ့ဘာလုပ်လိုက်တလဲဒါစဉ်းစားစရာဗျာကျွန်တော်တို့ရဲ့ရှေ့တန်းတိုက်စစ်မှုကိုဖြုတ်ပြီးတော့ကွင်းလယ်လူတယောက်နဲ့အစားထိုးလိုက်တယ်ဒါဘာအတွက်လဲကိုပြိုင်ဘက်ကိုပို့ဖိအားပေးလာအောင်ဖိတ်ခေါ်လိုက်တာအမှန်ပဲဝဟန်းကနောက်ထပ်ဖိအားပေးလာတယ်ယုံကြည်မှုတွေပို့လာတယ်ပြီးတော့ချိပါကိုတွင်းသွားရောဒီတခါလဲထပ်မပြန်ဘူး ခိတ်ဆုံး၅တင်းတော့ဖိုက်ထဲတက်ဖို့မျော်လင့်နေတာအရှိန်အဟုန်ကောင်းမိုးမတ်လည်းပြောင်းလဲမယ့်အချိန်မှာတခြားနီလန်းကမရှာနိုင်မယ့်အရင်ကအမားတိုင်းပဲပြန်လုသွားတယ်ဗျာအေဗာတန်တင်းက၁၀ရောင်းနဲ့ပဲကျန်တော့တာတော့မနိုင်ခဲ့ဘူးဒီနေ့ဝဟန်းကိုလည်းမနိုင်ခဲ့ဘူးဒီလိုဆိုရင်မန်ယူကဘယ်တင်းကိုမှတေချာနိုင်နိုင်မလဲအဆင်နဲ့မဟုတ်ဘူးမန်စီးတီးမဟုတ်ဘူးလစ်ဗာပူးလည်းမဟုတ်ဘူးအနိုင်ရလွယ်ကူတဲ့ပွဲစဉ်တွေမှာတော့မှတပွဲရှုံးတယ်တပွဲနိုင်တပွဲသိရကြပြီးတော့အရေးကြီးတာကအရှုံးနဲ့သိရကြတာအိုထရက်ဖို့ကွင်းမှာပဲဖြစ်နေတာလုံးဝလက်ခံနိုင်ကြမရှိတဲ့အရာပါ ကျွန်တော်ကတော့တခုပဲပြောချင်တယ်အမိုရင်ကိုကြောက်တဲ့ရင်ဘောလုံးမကစားပါနဲ့ဘာလို့တိုက်စစ်မှုကိုဖြုတ်ပြီးတော့ဝမ်ဟန်ကိုမရေရတဲ့ဂူတကူမရှိတဲ့ရလက်နဲ့ကစားဖို့လှုပ်ခဲ့တာလဲဒီလိုကြောက်တတ်တဲ့ဘောလုံးကစားပုံကအိမ်မက်ဇက်ယုံလို့ခေါ်တယ်ဗျဥပဒေဖို့တည်းကအသိနဲ့လုံးဝမကိုက်ညီပါဘူးဒီလိုမျိုးဆုံးဖြတ်ချက်တွေဟာနီးပြတွေအလုတ်ပြုတ်ဖို့မကြခဏဖြစ်တတ်တဲ့အကြောင်းရင်းတွေပဲမန်ယူကဂိုးသွင်းလိုက်နောက်ထပ်မကန်ညင်တော့ဘူးခဏလေးနားလိုက် ပြီးတာနဲ့ပြန်ဖီအားပေးခံရပြီးတက်လွန်စားတယ်ပြန်ချသွားတတ်တယ်ဒီနှစ်ကောလုံးဝပြန်ဖြစ်နေပြီလားစဉ်းစားကြပါ ကျွန်တော်ကတော့ဖြစ်နေတယ်လို့ပဲပြောခြင်းတယ်လာပါဗျာဖိပါဗျာတိုက်စစ်မှုကိုဖြုတ်လိုက်တာနဲ့ဝမ်ဟန်းကိုလည်းလမ်းပြပေးလိုက်တာနဲ့အတူတူပဲလာပါဗျာဖိပါဗျာလို့အတန်ပေးလိုက်တယ်လို့ပဲအဲ့ဒီလိုဖြစ်သွားတာကအပြက်ကိစ္စကြီးတိုက်စစ်မှုမရှိတော့ရင်ခန်းစစ်ကစားသမားတွေကနောက်ဆုံးမနေတော့ဘူးကွင်းလေလူလည်းအပြေအဝတက်လာတော့မယ်တစ်ဖက်ကလည်းအနေရမရှိတော့ဘူးလေထိုးကဘာမှရှင်းရှင်းလင်းလင်းပဲဗျာ ကျွန်တော်တို့ကပထမပိုင်းရဲ့အခက်အခဲများကိုလည်းမေ့ထားလို့မရအောင်ပွဲစကလေးကကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘောလုံးထိန်းချုပ်မှုလည်းရှိပါတယ်ဖိအားပေးတာလည်းလုံနေဘောလုံးပိုက်ဆိုင်မှုတော့မှထိန်းထားနိုင်မှာဒါပေမဲ့ဝဟန်အစီအစဉ်ကောင်းနေပုံရတယ်ကြစ်လက်တယ်လမ်းကြောင်းတွေကိုပိတ်ထားတယ်တံမြန်တိုက်စစ်အချိန်ကိုလည်းစောင့်နေတယ်ဘောလုံးအလုံးလိုက်ကြလာရင်အမြဲတမ်းသူတို့လက်ထဲကိုရောက်တယ်ကာစီမေရိုတယောက်ပဲခန်းစစ်အကာအကွယ်အပြည့်နဲ့အသက်ပြီးပြီးကစားနေတယ်ကွင်းလယ်တိုက်ပွဲတွေမှာအားလုံးကမန်ယူခံနေရတာကြောင့်ရှက်စရာတော်တော်လေးဖြစ်ခဲ့တယ်ခရစ်စတယ်ပဲလစ်ပွဲတုန်းကပုံစံမျိုးပဲဇန်စီရဲ့အရေးပါပုံကဒီနေရာမှာစကားပြောတယ် ဇက်စည်းကဘောလုံးထိန်ကစားမှုမလုံးနိုင်တော့ဘူးဆိုရင်အတင်းအဖွဲစည်းပုံတစ်ခုလုံးပြတ်သွားတယ်။တိုက်စစ်မှုကဘောလုံးမဆွဲနိုင်ရင်ကွင်းလယ်ကလူရှင်းသလိုဖြစ်သွားတယ်။ဘေးတောင်မှခံစစ်တွေလည်းတက်မလာနိုင်တော့ဘူး။တိုက်စစ်ကစားသမားတွေလည်းနေရာလွတ်စပိတ်မရတော့ဘူး။ဘောလုံးပိုက်ဆိုင်မှုတော့ဆက်ဆက်မှုမလုံးနိုင်တော့ဘူး။တကယ်တော့23မိနစ်လောက်ထိထောက်ကံဘောတစ်လုံးမှမရခဲ့ဘူး။ထောက်ကံဘောကနေတွင်းလိုက်တဲ့တကူကအတင်းရဲ့စိတ်ဓာတ်တစ်ခုလုံးကိုပြန်လဲဖွင့်ပေးလိုက်တယ်လို့ဖြစ်တယ်။ဝဟန်ကခန်းစီကစားသမားတွေကတော့စစ်တီတော်တွေလိုပဲပိတ်ဆို၊ကုနဲ့ခံရှင်းထုတ်ကြတယ်။ဇက်စီပြန်လာတော့အရင်ရပြောင်းလဲသွားတယ်။ ပြီးတော့ဇက်စီကတစ်ချက်တည်းနှစ်နိုးလိုက်တာနဲ့ဂိမ်းတစ်ခုလုံးဖြောင်းပြန်လန်သွားတယ်ဘောလုံးထိမ့်ချုပ်တယ်ဆက်ကစားတယ်ကိုချင်းဆိုင်နေနေရာလုံးဖွင့်တယ်အားလုံးပြန်လဲတက်ဝင်လာတယ်တိုက်စစ်မှုရဲ့ကစားပုံကမန်ယူရဲ့စနစ်မှာဘလောက်တော့ဂုံသက်သည့်အမှန်ရှိတယ်လဲဆိုတာတက်တည်ပြလိုက်တာပဲ တောင်မှနောက်ခံလူတွေရဲ့နှလုံးသားပထမပိုင်းပြီးကန်နေသည့်ဂိုးထပ်မထွက်ပင်မဲ့အရှိန်အဟုန်ပြန်ရလာပြီးအသင်းကတခါတည်းမန်ချက်စတာယူနိုက်တက်လိုပြန်ပုံပေါ်လာတယ်။ဒီလိုပြန်မြင်ရတဲ့အကောင်းမြင်စိတ်ဓာတ်လေးနဲ့အတူဒုတိယပိုင်းကအလွန်တန်မာစွာစတင်58မိနစ်မှာဒါလောက်ကတင့်တင့်ဆုံးအချိန်မှာပဲအဖိုးတန်ဂိုးနဲ့ဂိုးသွင်းလိုက်တယ်။လန်နဲ့နောက်ဘက်အချက်မှာရေခဲတုံးကြီးလိုမပြုံးနိုင်အောင်လှုပ်လိုက်တာပဲ။ဒါဟာနောက်ခံလူစနစ်ဒါဟာနောက်ခံလူစနစ်ရဲ့နှလုံးသားဖြစ်ကြောင်းအတည်ပြုလိုက်တာပဲ။ဒါလောက်နဲ့အာမိုင်းရဲ့စွမ်းဆောင်ရင်ဒါလောက်အာမန်ရောနှစ်အောင်လုံးဟာပြင်းထန်နေရင်းရင် ဘီကနေကြော်တက်ကစားတယ်။တိုက်စစ်ကိုအထောက်ကူပြုတယ်။ဒါကစနစ်အတွက်တန်ဖိုးကြီးတဲ့ပုံစံပဲ။အဲ့ဒီညကလည်းတမိုင်းစုထပ်ဖြစ်ခဲ့တယ်။ဒါပေမဲ့တင့်ထင်းတလို့ပဲဝဟန်းကပြန်ထိုးလာမယ်။ပထမတော့ကျွန်တော်တို့တိတိကျကျခိုင်တွေထားနိုင်တယ်။တိုင်မြန်တိုက်စစ်အသွာလာတွေလည်းအောင့်မြင်။ဒါကတကိုးဥဆောင်မှုကိုစီမံခန့်ခွဲတဲ့နီလန်ပဲ။ ပြန်ပြီးချင်းချောင်းနေရင်လည်းထိန်းထားတာနောက်ကြောတဲ့ကထိုင်နေလို့မဟုတ်ဘူးအမိုရီယံစိတ်ပြက်စရာလူစားလဲမှုဒါပေမဲ့အမိုရီယံဒင်းကိုပြောင်းလဲစီမဲ့စိတ်ပြက်စရာလူစားလဲမှုတစ်ခုကိုပြုတ်လုခဲ့တယ်တိုက်စစ်မှုထွက်သွားတယ်ကွင်းလည်းလူဝင်လာတယ်ပြီးတော့အရှိန်အဟုန်တစ်ခါတည်းပြက်ကျသွားတယ်တိုင်မြန်တိုက်စစ်မရှိတော့ဘူးတိုင်မြန်တိုက်စစ်မရှိတော့ဘူးဘလုံးထိန်းချုပ်မှုမရှိတော့ချင်းချောင်းမှုမရှိတော့ခန့်စစ်တာကြံတော့တယ်နောက်တော့ဝဟန်းကိုလာပါပြလာပါပြဖိခိုင်းနေတယ်လို့ပဲတောက်ကံပေါ်ခြေပါကိုတော်တော်လေးကိုရှင်းရှင်းပြပြထွက်လာပါတယ်ဒါကကန့်ဆူးတာမဟုတ်ဘူး တဦးချင်းအမားမဟုတ်ဘူးပွဲရဲ့စီမံခန့်ခွဲမှုအမားတစ်ခုတည်းပါပဲကစားသမားတွေကိုအပြစ်မတင်ပါနဲ့ဗျာကစားသမားတွေကတော့အတက်နိုင်ဆုံးရုံးကံပြီးတရားရဂိုင်းလုံးစူးစမ်းခဲ့တယ်ဆိုတာကိုကျွန်တော်တက်တဲ့အဖြစ်ပြောပါမယ်ဒါဆိုရင်ဒီပွဲအကြောင်းမိတ်ဆွေတွေရဲ့သဘောထားကိုအောက်မှာမက်ချက်လေးရေးခဲ့ပါဦးဒီဆုံးမြတ်ချက်ကိုဘယ်လိုမြင်လဲနောက်ထပ်ဘယ်လိုပြောင်းလဲသင့်လဲဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးနဲ့အတူကျွန်တော်ပြန်လာရေးပါမယ်